ချိန်သားကိုက်ပေါ်ပေါက်လာတဲ့ Florian Wiss ရဲ့အတွေ့အပုံရင်းများအားလုံးပဲမင်္ဂလာပါရှင် Sport ဘာကနေကြိုဆိုလိုက်ပါတယ်ဒီဘဘူးတင်းစီကိုပြောင်းရွှေ့ကြီးပေါင်း136တန်းနဲ့ရောက်ရှိလာတဲ့ Wiss ကတော့လက်ရှိမှာရုန်းကန်နေရပါတယ်ဒီလိုအချိန်မှာ Wiss ရဲ့အင်တာဗျူးတစ်ခုကပေါ်ပေါက်လာပြီးတော့ ဂျာမနီစတားဟာသူ့ကိုဘယ်လိုပြောင်းလဲသုံးဆရမလဲဆိုတာကိုအရေးအမြတ်ပြောဆိုလိုက်ပါတယ်။လီဗာကူဆင်ကနေပြောင်းရှိလာတဲ့ဝက်စ်ကသူ့ရဲ့အပြောင်မြောက်ဆုံးသောခြေစွမ်းခြေစားတွေကိုအန်ဖီမှာမပြသနိုင်သေးပါဘူး။ဂျာမနီပလေးမေကာလေးဟာအခုချိန်ထိဂိုးပါဝင်ပတ်သက်မှုတွေမပြုတ်လုထားနိုင်သေးပဲနဲ့သူ့ရဲ့ရှင်ရင်ဆွဲဆန်းဆောင်ရည်တွေကလည်းငုတ်ရှိုးနေတဲ့အောင်ဖြစ်နေရပါတယ်။ပရီးမီးယားလိချန်ပီယံလီဗာကူတို့က International Break မတိုင်ခင်မှာ၃ပွဲဆက်ရှုံးနိမ့်ထားပြီးတော့ဒါကိုဘယ်လိုပြောင်းလဲပြင်ဆင်ရမလဲဆိုတာကို ဒီခိုက်တံအတွင်းမှာတွေးတောကြံစာနေကြပါတယ်။ဘာသာ22နှစ်အရွယ်ဝစ်ကိုအရန်ခုံမှာထားတာရီကွင်းထဲမှာလည်းနံပါတ်10နေရာမဟုတ်ဘဲနဲ့တခြားနေရာတွေမှာကစားစီတဲ့ Amslot ရဲ့ဆုံးဖြတ်ချက်တီးကပါးနေကြောင်းထောက်ပြပြောဆိုခံနေရပြီးတော့ဒါဟာဘောလုံးစက်ကုံတစ်ခုလုံးကိုပါရရုပ်တဲတဲဖြစ်စီကုန်ပါတယ်။လီဗာပူးနဲ့မပူပေါင်းခင်တုန်းက Wicks ဟာနံပါတ်10နေရာမှာကောင်းကောင်းမွန်မွန်နဲ့ကျင်းလေကစားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Crystal Palace အသင်းရဲ့ပွဲစဉ်မှာတော့ Wicks ဟာဂေတောင်မန်ကနေပွဲချက်ခဲ့ရပါတယ်။ ဲ့ဒီပွဲစဉ်အပြီးမှာ wish အနေနဲ့နံပါတ်10နေရာမှာပဲကစားရမယ်။ဘဲတောင်မှန်မှာပဲကစားရမယ်ဆိုတဲ့ဆွေးနွေးညှဉ်းပေါ်မှုတွေကဆက်ရှိမြင့်လာနေပါတယ်။ဘဲနေရာမှာပဲကစားရပါစေ။အဓိကကတော့ wish ခြေစွမ်းပြနိုင်ခြင်းမပြနိုင်ခြင်းအပေါ်မူတည်နေပါတယ်။ wish ကိုဘဲတောင်မှန်မှာထားသုံးလို့ခြေစွမ်းပြနိုင်ရင် wish ကနီးပြအမ်စတော့ရချီကျူးခံရပါလိမ့်မယ်။တကယ်လို့ wish ကခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုရင် Anslot အနေနဲ့စိတ်ထင်ရရှောက်လုပ်နေတဲ့သူအဖြစ်ကဲရကြမှာဖြစ်ပါတယ်။ တကယ်တော့ကစားသမားတဦးရဲ့အကောင်းဆုံးနေရာကိုအဲ့ဒီကစားသမားကပဲအထူးဆုံးဖြစ်ပါတယ်။ပယ်လီနဲ့ပွဲစဉ်တစ်ခုထဲမှာပဲဝိဆက်ကစားဟန်ကိုကြည့်ရင်သူကကွင်းလယ်မှာပိုလို့ဖြစ်တဲ့အကြောင်းကိုတက်တည်ပြထားပြီးသားဖြစ်နေပါတယ်။ပြီးခဲ့တဲ့နေ့မှာဝိစ်က Sky Sport နဲ့အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးမှာသူငယ်စဉ်ဘဝခုံအတင်းမှာကစားခဲ့တုန်းကဆိုလို့ရှိရင်ခုံနီးပြားကသူ့ကိုကွင်းထဲဝင်ပြီးတော့စိတ်ကြိုက်ကစားဖို့အခွင့်အရေးပေးခဲ့ကြောင်းနဲ့ ူဟာဒါကိုသဘောကျပြီးတော့နံပါတ်30နေရာမှာကောင်းကောင်းကျင်လေကစားရင်ခြေစွမ်းပြကဂျာမနီလူငယ်ချန်ပီယံတွေဖြစ်ခဲ့ကြပါတယ်။ခေါင်းလူငယ်နီးပြားနဲ့ပတ်သက်ပြီး Florian Wiss ပြောဆိုခဲ့တဲ့စကားသံတွေကိုနားထောင်ကြည့်ရင် Florian Wiss ကသူ့ကိုဘယ်နေရာမှာထားသုံးစီခြင်းလဲဆိုတာကိုအရေးအမွတ်ပြောဆိုနေတာကိုသဘောပေါက်ရပါမယ်။ကျွန်းတစ်ကိုတားငါလုပ်တဲ့စစ်နေတော့အဖြစ်သွားသုံးလို့မရပါဘူး။ ဒါကိုသတိပြုရပါမယ်။ဒီလိုမျိုးဝိစ်ရဲ့ငယ်ဘဝနဲ့ပတ်သက်ပြီးခုံးနီးပြနှစ်ဦးကလည်းဝိစ်ကငယ်စဉ်တည်းကခေတူမဟုတ်ကြ။အရေးချင်းရှိတဲ့ကစားသမားမလို့စိတ်ကြိုက်ကစားစီကြောင်းနဲ့အနာဂတ်မှာသူဟာဘလွန်ယောစုကိုအရယူမယ်လို့ကြုံမပြောစုကလေးကဒီကလေးဟာတနေ့မှထိတ်တန်းအဆင့်ကိုရောက်ရလိမ့်မယ်လို့တွက်ချက်ထားပြီးသားဖြစ်ကြောင်းကိုပြောဆိုထားပါတယ်။ဒါတွေကစိတ်ဝင်စားဖို့ရအချက်လက်တွေပါပဲ။အမ်စတော့အနေနဲ့လွဲတာကိုခတ်အောင်မလုပ်ဖို့အကြီးအကျယ်လိုအပ်နေပြီဖြစ်ပါတယ်ရှင်။